ာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲ ပထမပိုင်းဟာလာမယ့်ဒီဇင်ဘာ28ရက်နေ့ဖြစ်တဲ့အတွက်ကြောင်းတက်ရမယ့်ရက်ဖြစ်နေတာကြောင့်တက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသူကျောင်းသားတွေအနေနဲ့ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လာပါတယ်။ကျောင်းသူကျောင်းသားတွေအနေနဲ့အသက်ပြည့်ပြီးတော့ဥပဒေအရမဲပေးပိုင်ခွင့်ရှိသူတွေဖြစ်ရင်မဲပေးခွင့်ကိုမဆုံးရှုံးစေဖို့ ြုတ်တင်မဲပေးနိုင်တယ်လို့နိုဝင်ဘာလ၈ရက်ကထုတ်ပြန်ခဲ့တာပါအဆိုပါចောင်းသားចောင်းသူတွေအနက်မိမိတို့မဲစင်းပါရှိတဲ့မဲဆန္ဒနယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေမှာတက်ရောက်ကြရမယ်ចောင်းသားចောင်းသူတွေပါဝင်มาဖြစ်တယ်လို့ဆိုထားပါဗျ။တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေကចောင်းသားចောင်းသူတွေအနေနဲ့နိုဝင်ဘာလ18ရက်ကနေ 21ရက်အထိမဲစရင်ပါရှိရာရက်ကွက်ဒါမှမဟုတ်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးနေမှာကြိုတင်မဲပေးနိုင်တယ်လို့လဲ UEC ကဆိုထားပါတယ်ကြိုတင်မဲသွားပေးတဲ့အခါမှာမိမိတို့ကိုင်းဆောင်ထားတဲ့နိုင်ငံသားစီစီရေးကတ်နဲ့သက်ဆိုင်ရာတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တွေကထုတ်ပေးထားတဲ့ကျောင်းသားစီစီရေးကတ်ဒါမှမဟုတ်ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသပြီး ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လာပါတယ်။စစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူ့လှုပ်ရှားမှု ပလက်ဖောင်းအဖွဲ့ကကောက်ယူထားတဲ့ပြည်သူ့သဘောထားစစ်တမ်းမှာတော့ပါဝင်ဖြည့်ဆို့သူတွေရဲ့66ရာခိုင်နှုန်းကမဲပေးမှာမဟုတ်ကြောင်းဖြည့်ဆို့ထားကြပါတယ်။အာဏာသိမ်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။